ဖိုးမစားရပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုတုံးတော့မယ့်အကြောင်းအရာကဆိုတော့ဒီမနေ့တော့ပြီးသွားပြီကိုအွန်လိုင်းဆန်းအားသာအတမအနေနဲ့အွန်လိုင်းဆန်းနော်လူသားတို့အနေနဲ့ကိုအွန်လိုင်းဆန်း from မြကျင်းနာ to Florida from Yangon to Bangkok အွန်လိုင်းဆန်းဟာ ယုံကြည်မှုငြိမ်းချမ်းမှုပြီးတော့စာလောင်မှုနဲ့မိတော့တယ်အပူနဲ့အေးအရန်တောက်ပတဲ့ပျော်ရွှင်မှုတွေနဲ့အတူအရန်အေးချမ်းနဲ့အရန်ငြိမ်းချမ်းနဲ့ဟိုဘဝတစ်ခုဆိုတော့ဒီအရာတွေအကုန်လုံးဟာ နှလုံးသားတစ်ခုထဲမှာအတူရှင်တွဲနိုင်တယ်အတူရှင်တွဲရှိနေနိုင်တယ်ဆိုတော့အရာဒါကဘာကြီးကိုပြသခဲ့တယ်ပေါ့နော်ကျွန်တော် online ဆန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ video တွေကျွန်တော်လုပ်လို့မရှိဘူးဒါပေမဲ့ကျွန်တော်11 channel မှာစာရေးခဲ့တော့ အောင်လန်ဆန်အကြောင်းကိုကျွန်တော်ရေးတော့ငါဝမ်ချမ်ပီယံရှစ်နဲ့တောင်မှသူစာချုပ်မရသူသူအကြောင်းကိုကျွန်တော်ဆောင်းပါးစာရေးခဲ့ဘူးလေအဲ့ဒီဆောင်းပါးကိုပြန်တော့ရှာအောင်မယ်ဘလိုနည်းနဲ့ရနိုင်မလဲတော့မသိဘူးเนาะဟုတ် OC file account တွေပြန်ဆိုင်တော့ရမယ်နဲ့တူတယ်အောင်လန်ဆန်ဆိုတဲ့နာမည်မြန်မာပြည်မှာလူတွေမများခင်ကြတဲ့ကဝမ်ချမ်ပီယံရှစ်ကိုမရောက်ခင်တဲ့ကသူ့ကြောင့်ရေးခဲ့ဘူးလေ ကချင်လူမျိုးမြန်မာဖိုင်တာတယောက်အမေရိကန်မှာကစားနေရဆိုတဲ့အကြောင်းအမှန်စံကကျွန်တော်တို့မြန်မာပြည်သက်တွေကိုတော့ global တကားကိုဖွင့်ပေးခဲ့တဲ့အကလာသမားလို့လည်းပြောလို့ရတယ်ကျွန်တော်အခုဒီဗီဒီယိုမလုပ်ခင်ကျွန်တော် UK match day or champions တို့ခုမှတင်လိုက်မယ်ကျွန်တော်လှမ်းပို့ပေးလိုက်ပြီ ဒီကျွန်တော်ပြောထားတဲ့ဗီဒီယိုရဲ့ link ကိုကျွန်တော်နှံ့ပို့ပေးလိုက်ပြီးမှတင်မလဲတော့မသိဘူးအဲ့မှာလဲတို့အကြောင်းအရာတွေပါပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဒီမှာတော့ကျွန်တော် AACC ပြောရတဲ့ပုံစံပေါ့နော် AACC ပဲပြောတော့မယ်အော် online ဆန်ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်ဘာမှသိပြောရမှာရှိဘူးလော်လော်ပြောရင်တော့ဒါမညာမတာပြောတာမဟုတ်ဘူး one championship ဟာသူ့ရဲ့နောက်ဆုံးပွဲကိုနိုင်မဲ့ပွဲတည်ပေးလိုက်သလိုပဲ ဒီ crown game မျိုးဟိုနဗန်းသမားမျိုးတွေ ਨੇ အောင်လာသူ့ရဲ့ဒဏ်ရာသူ့ရဲ့အသက်အရွယ်သူ့ရဲ့ stamina သူ့ရဲ့ endurance level ਨੇ ဟိုမလွယ်တော့ဘူးဒါမှ stand 5မှာတော့အောင်လာဆန်ကအခုချိန်ထိအနာမီဝင်နဲ့ဆက်ကစားမယ်ဆိုတော့ကစားလို့ရသေးတယ်ဆိုရင်အနေထားမှာရှိသေးတယ်ဆိုတော့ one championship ကအောင်လာအတွက်ပို့ပြီးတော့အဆင်ပြေမယ်နိုင်မဲ့ပွဲတည်ပြီးတယ်လို့ကျွန်တော်မဆွဆွဲဘူးเนาะပို့ပြီးတော့အဆင်ပြေစေမယ်ပွဲကို တည်ပေးလိုက်တယ်ဆိုတော့တည်ပေးလိုက်ပြီးတော့နောက်ဆုံးမှလည်းအနိုင်ရတော့တယ်အနိုင်ရတဲ့ပုံကလည်းကျွန်တော်အများကြီးသိပြောစရာမရှိဘူးပထမအချီအေးစစ်စစ်ပဲဟိုဘက်ပြသွေးလို့ဆန်းဒုတိယအချီအပြန်လှန်ထိုးနောက်ဆုံးအောင်လာနိုင်တယ်နောက်ဆုံးတိုက်ပွဲအဆုံးတွေ့တယ်ဟိုဘက်ကလည်းဒီမွေကောင်းကောင်းလေ့ကျင့်ထားတဲ့အတွက်မွေတထောင်တွေတွေ့ရတယ်အောင်လာဆန်းကိုလည်းမွေတထောင်တွေရောကျွန်တော်တို့ဒီပတ်တထောင်တွေရောဒူးတွေရောအဆုံးတွေ့ရတယ်ဗောလေနောက်ဆုံးထားရတဲ့နိုင်သွားတယ် တော့ပွဲအကြောင်းထက်ကျွန်တော်တခြားအရာပြောချင်တာအွန်လဆန်ဆိုရဲ့နာမည်ကိုစပြီးတော့တည်တဲ့အချိန်ပေါ့နော်တည်တဲ့အချိန်ကျွန်တော်ထင်တယ်အဲ့လိုအဲ့လိုမျိုးတော့ကျွန်တော်တို့ကြတော့ဒါ professional စာရေးသားသူပေါ့လေကျွန်တော်ပထမဆုံးဖြစ်လိမ့်မယ်အွန်လဆန်အကြောင်းရေးတာတခြားရေးတယ်လို့တော့ကျွန်တော်မကြားမိမဖတ်မိဘူး ရှိရင်လည်းရှိနိုင်တယ်နော်ကျွန်တော်သိသလောက်တော့ကျွန်တော် online ဆန်တော့ကျွန်တော်ပထမဆုံးရေးခဲ့တာပြီးတော့နောက်ပိုင်း online online ဆန်ဒီ one championship ကိုရောက်လာတယ်အဲနိုင်ပွဲတွေကျွန်တော်ပြည်တွင်းရိုးရာလုပ်ပွဲတွေတော့ကျွန်တော်မရေးဘူးအဲ့ဒါကပြည်တွင်း local ကဏ္ဍကိုတောင်းယူထားတဲ့သူတွေရှိတယ်အဲ့ဒီအချိန်မှာအစောပိုင်းဒါကိုစိုးညီတို့ရေးတယ်နောက်ပိုင်းကျော်ထထွန်းတို့ဘာလို့ရေးတယ်ဟုတ်ကျွန်တော်တို့တို့ရေးကြတယ်ပေါ့ကျွန်တော်ဒီအန်ဒီကာပွဲမှာဆို နိုင်ငံကလက်ဝဲပွဲကြီးတွေကတော့ကျွန်တော်တောက်လျှောက်ထိုင်ခံရေးခဲ့အွန်လိုင်းဆန်ကြောလက်ဝဲပွဲမဟုတ်ပဲနဲ့သူ့ရဲ့ဟိုနာမည်ကိုတဖြည်းဖြည်းနဲ့လူရောများလာလို့နိုင်ငံကမှာတိုက်ခိုက်ရေးပတ်မှာအွန်လိုင်းဆန်ဆိုတဲ့နာမည်လေးဘာမစ်ဖိုင်ဆန်ဆိုတဲ့နာမည်လေးအဲ့အဲ့ဒီကနေကျွန်တော်ရေးတာဟုတ်လေထားပါတော့ရင်းနဲ့အဲ့ဒီနောက်ပိုင်းတောက်လျှောက်အွန်လိုင်းဆန်ရဲ့နေမြင့်တက်ကြနှစ်ပေါင်းများစွာကျွန်တော်အလုပ်ဖြတ်သန်းခဲ့တယ် အဲ့တော့ပြတ်တန်းရင်းနဲ့အတောက်ပါဆုံးအခြေအနေလေးရှိခဲ့တယ်တကယ်မှောင်မိုက်တဲ့အခြေအနေလေးရှိခဲ့တယ်နောက်ဆုံးတော့ last dance ပေါ့ last dance ဆိုတဲ့စကားအာဂါသာသမားတွေအတွက်တော်တော်နားခတဲ့စကားကိုလုံးနေတဲ့အလုပ်တစ်ခုရင်နောက်ဆုံးအပိုင်းကိုရောက်သွားပြီဒီအလုပ်ကိုဆက်လုပ်နိုင်စွမ်းမရှိတော့ဘူးဆိုတဲ့အသက်အရွယ်ကိုရောက်လာပြီဆိုတဲ့ပုံစံမျိုးနားခတယ်ဒါပေမဲ့တစ်ဖက်ကကြည့်ရင်အဲ last dance ဆိုတာက ကစားသမားတိုင်းကိုမတုံးဆော့ဆော့စီစီနေဝင်သွားတဲ့ကစားသမားတိုင်းကိုအတွက်သုံးတာမဟုတ်ဘူးတကယ်ကန်တော်ချေရခြံခဲ့တဲ့သူတွေအတွက်ဆိုရင်နောက်ဆုံးမိတော့လေးတစ်ခုအနေနဲ့သုံးကြတယ်ဆိုတော့နားခါသလောက်ဂုံစရာလည်းကောင်းတယ်ဆိုတော့ last chance ရောက်လာတယ်ဆိုတော့ဒီဒီ kit ကြီးရဲ့အလင်းရောင်တွေကတော့မှိန်ကြသွားပြီ online ဆန်နောက်ထပ်ဒီ kit တဲကို fighter 2အနေနဲ့ ဝင်ဖို့မရှိတော့ဘူးဒါပေမဲ့သူ့ရဲ့ story က still ban ဆက်ပြီးတော့တောက်လောင်နေဦးမှာပဲ online fan ဝင်လဲဝင်လာတော့အောင်လာအောင်လာဆိုတဲ့အတန်းနေပေါ့နော်ဒီကမိတ်တုတ်ဖွင့်တုတ်မိတ်တုတ်မိတ်တုတ်မိတ်တုတ်အဲဖြစ်နေတဲ့အချိန်ကျွန်တော်တို့နောက်ထပ်တာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ legend အဆိုတော်တူပဲဖြစ်တဲ့ဟိုလေးဖြူ ်အရင်တော့ကတော့ online sand ကအမဲလိုက်အကနဲ့ဝင်လာပြီဆိုရင်ဒီဘယ်လိုပြောမလဲဆိုတော့ playback ပေါ့နော်နောက်ကဖွင့်ပြီးတဲ့အားနဲ့အခုကတော့လေးဖြူပေါ်တိုင်းထွက်လာတယ်ထွက်လာပြီးတော့ဆိုပြီးတယ်သူကိုယ်တိုင်လေးဟိုကျွန်တော်တွေ့မိပါတယ်ဒီ YouTube မှာပဲကျွန်တော်တွေ့မိတယ်ဘယ်သူလဲတော့မသိဘူး channel တစ်ခုကမိလေးတယောက်ပဲသူကတော့ ီအောင်လာပြောတဲ့ဒီအမဲလိုက်ကနဲ့ပတ်သက်ပြီးထိုးရတာရှိတယ်ဆိုတာကဟောကိုလေးဖြူကိုတိုင်းလာစုမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုပြီးတော့ပြောထားတာအခုကြည့်နေသူတွေလည်းသိလိမ့်မယ်ကျွန်တော် sorry ပါကျွန်တော်မမမိလိုက်လို့အမှတ်တမှတ်ဖြစ်သွားလို့သူအဲ့ဒါလေးတင်လာတော့ကျွန်တော်အဲ့ကြမှာသိတာဟောဒါဆိုလေးဖြူလာနိုင်မယ်ထင်တယ်ပွဲလာတော့တကယ်လူတယောက်ထွက်လာတယ်ခူရီနဲ့ဟောတော့သိကြသွားပြီလေးဖြူကိုတိုင်းလာစုပြေးတာပဲဆိုပြီးကျွန်တော်အောင်လာဆန်ဝင်လာတယ် ပြိသက်တွေကလည်းအရန်အားပေးကြတယ်ဆိုတော့အားပေးတဲ့ပြိသက်တွေရဲ့အတန်ကိုကြည့်ရတာဘန်ကောက်မှာရောက်နေတဲ့မြန်မာပြည်ကတော့မကတော့ဘူးအာအွန်လိုင်းဆန်ကထိုင်းပြိသက်တွေရဲ့အချစ်တော်လည်းဖြစ်တော့ဖြစ်တဲ့အခါကျတော့တကွင်းလုံး or ဒါတကွင်းလုံးမှာရှိတဲ့သူတွေပေါ့နော်ဝိုင်းပြီးအားပေးကြတယ်တဖြည်းဖြည်းနဲ့ဒီယုံကြီးတွေမှာရှိတဲ့အလင်းတန်းတွေကပို့ပြီးတော့တောက်ပလာတယ် ် slide ကအောင်လားစီကိုထိုးလာတယ်တကယ် legend ဦးဟာသူရဲ့ left warp ကို shock လမ်းပြီးတော့ coin ကိုဝင်လာတယ် permit python တကယ်ဟိုပြိုင်ပွဲတိုင်းမှာနောက်ပိုင်းကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ every cage every battle every storm သူမြန်မာအလံကိုခြုံပြီးတော့သူဝင်လာတယ်ဆိုတော့ဒီပွဲကကြတော့ထိုးကြတာကသူရဲ့ပြိုင်ဘက်နဲ့ထိုးဖို့တသက်တင်မကတော့သူ goodbye လို့ပြောမဲ့အချိန် ကိုဟိအနေနဲ့သူရောက်လာတာဆိုတော့ပွဲရတော့ဆိုတော့ကစားတယ်နိုင်သွားတယ်နိုင်သွားပြီးတော့သူဘာသာတရားသူကိုးကွယ်ယုံကြည်ရဘာသာတရားနဲ့ပတ်သက်ပြီးတော့သူကောင်းချီးစကားဆိုတယ်ပြီးတော့ပြိသက်တွေကိုကျေးဇူးစကားဆိုတယ်ပြီးတော့သူရှောင်းလန်းခဲ့တဲ့ဒီစင်မြင့်နော်ဒီ one championship ကိုသူကျေးဇူးစကားဆိုတယ်သူရဲ့ ူရှောင်းလန်းခဲ့တဲ့ခီးဟာအမတန်ကိုအံ့ဩစရာကောင်းခဲ့တယ်တကယ်အမှန်တရားတွေရိုးရိုးရှင်းရှင်းလေးနဲ့အထီးထီးရောက်နေတဲ့စကလုံးတွေဟာဒီစကလုံးတွေရဲ့ weight ကတော်တော်စီးတယ်ဒီနှစ်ပေါင်း20နီးပါးပေါ့ဆယ်နှစ်ကျော်ပေါ့ဆယ်ဆယ်စုနှစ်တခုကျော်ကြာနှစ်ပေါင်း20နီးပါးပေါ့ဆယ်စုနှစ်တခုကျော်ကြာအတူလျှောက်တဲ့လမ်းမှာတွေးတွေအကြောင်းပါမယ် ချွေးလေးကြောင်းပါမယ်ဒံရွေအကြောင်းပါမယ်သူ့ရဲ့ကိုယ်ဝယ်ယုံကြည်မှုကိုတွေ့ရတယ်သူ့ရဲ့ဒီလူသားချင်းစာနာမှုဆိုင်ရာကူညီမှုတွေကိုလည်းကျွန်တော်တို့တွေ့ရတယ်သူ့ရဲ့ charity work တွေကိုကျွန်တော်တို့တွေ့ရတယ်ပြီးတော့သူ့ရဲ့ discipline ကိုကျွန်တော်တို့တွေ့ရတယ်နာကျင်စရာတွေရောဟိုအောင်မြင်မှုတွေရောကိုယ်ယူဝမ်းမြောက်စရာတွေရောကြေကွဲဝမ်းနည်းမှုတွေရောဘဝတည်းပဲလူးနေတဲ့အာသာသမားတအူရဲ့ပေါ်ကိုကျွန်တော်တို့တွေ့ရတယ် တော့သူပထမဆုံးသူသူဖျားသခင်ကိုသူယေရှုသခါဆိုတဲ့အဲ့အချိန် background music ဟိုကောက်တွေးနေတာပီယိုလေးနဲ့အောက်ချီမင်္ဂလာခံရတဲ့အချိန်သိတ်ကောင်းပါပဲ။ဘာကြောင့်လဲဆိုတော့အောင်လာကကျွန်တော်တိသလောက်เนาะကျွန်တော်တိသလောက်ကျွန်တော်သူနဲ့အပြင်မှာတခါမှမစုံဘူးကျွန်တော်ညီလေးတွေတောင်မှအောင်လာဆန်းနဲ့ ုံနဲ့စုံမှုတဲ့သူတွေအနီးနားအထီရောက်မှုတဲ့သူတွေရှိတယ်ကျွန်တော်ကျွန်တော်ပုံစံကကျွန်တော် distance တစ်ခုမှာပဲ cut ပေါ်ပေါ်နေလေးရှိတယ်ကျွန်တော်သဘောကျပြီမြဲကျွန်တော်တခါမှစုံမှုမှုနေနေဆိုတာသူအနားအနားတော့မကပ်ဘူးဒါပေမဲ့အောင်လာမှာက order တစ်ခုရှိတယ်ပြီးတော့သူကဟိုသူစီကလည်းရိုက်တဲ့ line ပေါ့နော်ကိုယ့်စီကိုရိုက်တဲ့ line ကသူ့ကိုကြည့်နေပြီဆိုတော့ခွေးရကလည်းမြင်နေရပြီဆိုတော့အေးချမ်းတယ် သူသူသူနေရတာကျွန်တော်အဲ့မှာအဲ့လိုမျိုးအချိန်ဒီမှာအွန်လိုင်းဆန်ကလူသားတို့ဦးနေနေဆိုရင်ကျွန်တော်တို့ကဒီဒေါသတွေမှန်မှန်တွေကျွန်တော်မတွေ့ရအောင်တကယ်ဟိုဘယ်လိုပြော a place of grace လို့ပြောရမလဲကျက်တည်မင်္ဂလာရှိတယ်ကသာသမဘဝမှာသူအမြင့်ဆုံးရောက်တယ်အထူးသဖြင့်ဆိုရင် one championship တမိုင်းမှာဒုတိယမြောက်ဝိတန်းနှစ်ခု ရဲ့ရွှေခွက်ချန်ပီယံသူ့ဘွားရဲ့သူ့ကရီယာရဲ့ဒေဟိုက်အဖြစ်ဆုံးအချိန်လေးအဲ့ထက်ပိုပြီးတော့ဒီ international fighter of the year ရတယ်အဲ့ဟာက2018မှာအဲ့ international fighter of the year က Charles Lewis ရဲ့ fighter of the year ကအဲ့နှစ်က2018မှာ Daniel Cormier ရတယ်ပြီးတော့ female fighter of the year က Amanda Nunes ရတယ် ပြီးတော့ breakthrough ပေါ့နော်ဒါလူသက်တမ်းသွေးသက်အနေနဲ့ Israel အထည်စညရတယ်တကယ် international fighter ရေးရဆိုတဲ့ဟာကြီးသူ့အရှိမ Robert Whittaker Whittaker ရဲ့အရှိမ Khabib Whittaker ကစခွန် Khabib က၁၆၁၅နဲ့၁၄မှာ Conor McGregor နာမည်ကကြောက်စရာကြီးနော်၁၈မှာကျွန်တော်အွန်လိုင်းအဆန်ခဲ့ရတယ်အွန်လိုင်းအဆန်ပြီးမှာနောက်နှစ်ကျတော့ Eddie Sanya Eddie Sanya Volkanovski Leon Edwards ပြီးတော့ Drakus Duplessis ဆိုတော့ဒီကစားသမားတွေကြာအဲ့သူဘွားရဲ့အမြင့်ဆုံးအချိန်တွေပဲသူရဲ့ performance အရာရောနော်ပြီးတာလဲဒီတကယ် American ဒီမှာကုန်သိခါကြီးတဲ့ Fighter Only Magazine American အခြေစားခရီးကနေပေးတယ်အဲ့တော့သူ့ဘွားရဲ့အမြင့်ဆုံးအချိန်တွေပဲအောင်လာစံက ဲ့တော့တချို့တွေကလည်းမအောင်လား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 ဆိုပြီးတော့အကုန်လုံးဖြစ်နေတဲ့အချိန်ကျွန်တော်တို့ကအဲ့ချိန်ကျတော့ဆောင်းမတွေပါလေရေးတယ်ဘာတွေပြောလာကြလဲဆိုတော့အောင်လားကအဲ့အချိန်လုံးကပြောတာနော်အခုအခုလို့ကျွမ်းကျင်မှုမျိုးမဟုတ်ကြဘူးအဲ့ချိန်တော့တချို့တွေကအောင်လားကကော်နာကိုတော့နိုင်ပြီဘာမှမဆိုင်တဲ့ဝိတ်တန်းနေပေါ့နော်နိုင်ရှင်ပြီးပြောတဲ့အတန်အများကြီးကြားရတယ်ကော်နာကိုတော့နိုင်နိုင်တော့တယ်ခါပစ်ထက်ဖို့ကောင်းတယ် မတူတဲ့ဝေတန်းတွေကိုတန်းညှိပြီးပြောတယ်အဲ့တော့ထားပါတော့ဝေတန်းတူခြင်းမတူခြင်းထက်ကျွန်တော်တို့က class တစ်ခုအရာเนาะဒီအာကစားနီးမှာ online exam ကဘယ်တော့မှ corner miracle ကဘီဒီလိုကစားသမားတွေတနည်းကော်မီယေဒီလိုကစားသမားတွေ level မရောက်ခဲ့ဘူး online exam သူဟာကဘာမှအကောင်းဆုံးဆိုတဲ့တန်းရှိမယ်ပထမတန်းဒုတိယတန်းတတိယတန်းသရုပ်တန်းပြင်သမတန်း အဲ့လိုခွဲရင်အောင်လားဒုတိယတန်းအဆင့်လောက်မှရှိရယ်။အိုးကတကယ်ဟိုထိတ်ဆုံးတန်းကသူလေ။ဒါကျွန်တော်အမြင်ကျွန်တော်အဲ့တော့အဲ့ဒီအချိန်မှာအဝိုင်းပြီးတော့ဆဲဆူဝေဖန်တာကြီးလဲကြုံခဲ့ရဖို့တယ်။ဒါပေမဲ့ဘာလို့ International Fighter of the Year ပေးလဲဆိုတော့ One Championship ကလည်းထိုးထွက်လာတဲ့အချိန်ဒီပြိုင်ပွဲရဲ့တကယ် Big Promoter အနေနဲ့ပြီးတော့သူ့ရဲ့နိုင်ပွဲတွေအတွက်သူ့ရဲ့ Performance အတွက် ဒီအားကြီးတစ်ခုလုံးကိုဆွဲတင်ပေးခဲ့တယ်ပုံရည်ကြီးတစ်ခုလုံး1 championship ရဲ့နာမည်အကြီးဆုံးအချိန်ဟာတခြားဘယ်သူနဲ့မှမဟုတ်အွန်လိုင်းဆန်းတဲ့ဒီ1 championship ဆိုတော့အခါကျတော့ဒါလာကျွန်တော်အမြင်တော့ဟုတ်ဆိုတော့အခါကျတော့ International Fighter of the Year ဟာတိုက်ခိုက်တဲ့ level တစ်ခုလည်းအတွက်ဖို့ပဲနဲ့အဆအဆအရာချုံပြီးတော့သူ့ရဲ့ personality လည်းပါမှာပေါ့မျိုးသားရဲ့ရဲရင်တဲ့တတိရှိရေပေါ့နော်အွန်လိုင်းဆန်းဆိုအဲ့ဒီဟာကိုရတယ် အွန်လိုင်းနဲ့အဲ့လိုအဲ့ဒီအတိုင်းပဲကျွန်တော်တို့ you match ဒီကိုချမ်းအပေါ်မှာလည်းအွန်လိုင်းဆန်ကကျေးဇူးတွေအများကြီးရှိတယ် you match ဒီကိုချမ်းကသူ့ရဲ့ passion အရာဘာ channel မှာမလုပ်ခင်လည်းကသူကဘလုံးပွဲတွေသူပတ်ကြည့်နေတာပတ်ကြည့်နေနေဘလုံးပွဲတွေကသူ့ရဲ့သူမှအလုပ်လုပ်တယ်ရတဲ့ငွေနဲ့ဘာမှမတုံးဘလုံးပွဲ ကြည့်ဖို့တော့ပဲတောင်းတာအဲ့ဒီအချိန်မှာဘာ channel မှမလုပ်သေးဘူးချမ်းဝင်းရနော်ချမ်းဝင်းကကျွန်တော်ခင်လာတဲ့နှစ်ပေါင်းမှမနေတော့သူ့အကြောင်းကောင်းကောင်းသိတယ်ငွေကြီးမဟုတ်သူကအဲ့အဲ့ဒီဘောလုံးပွဲတွေသူဒါအကြိုက်တာ Arsenal ကိုအရင်ကြိုက်တာကြည့်နေရင်လည်းနောက်ဆုံးသူဒီ Facebook YouTube channel ထောင်းပြီးတော့အဲ့သူကလည်းသူလေးဖြည်းဖြည်းချင်းတက်လာပြီမယ် online ဆန်းပါဝုန်းဝုန်းနဲ့တက်သွားတာချမ်းဝင်းအပေါ်မှာလည်းကျေးဇူးများကြီးထားပါတော့ online က အဲ့နောက်ပိုင်းနေ့တွေမှာကျွန်တော်တို့သူ့ရဲ့ရှုံးမွေးတွေကိုကျွန်တော်တို့တွေ့ရတယ်ကျွန်တော် director ကိုသူဘယ်လိုမှမရှင်းနိုင် director ကမရှင်းနိုင်တာလဲအပြစ်မဆိုတာဘူး director ကအခုဒါ UFC level မှာတက်ကစားနေတယ်ဟမ်ဇတ်တိုနယ်တော်မှာပွဲကအဖြစ်လာတော့မယ်ဆိုတဲ့ level မျိုးထားပါတော့တော်တော်များတော့အောင်လာကဒီအခု ကျွန်တော်နာမည်မိသွားပြီเนาะ sorry turkey fighter နဲ့ဒီပွဲတွေသူရှုံးတဲ့ဟာတွေလဲအများသောအဖြစ်တော့အောင်လာဒီ ground fight ကို ground game နေမှာသူ့ရဲ့ဒီဒဏ်ရာပြဿနာတွေနဲ့နောက်ပိုင်းမှာပြီးတော့ဟိုထားပါတော့ဒီ grappling သမားတွေကိုမရှင်နိုင်ဘူး online stand fight တက်မှာသူစကစားတော့တော့သူလဲဒီ grappling ဘက်ကပဲသူလဲနာမည်ကြီးခဲ့တာပဲနာမည်နောက်ပိုင်းကျတော့ အဲ့ ground fight သမားတွေနဲ့တွေ့ရင်သူရှုံးတာများတယ်အာရိုကန်ကိုသူနှစ်ပွဲဆက်ရှုံးတယ်ဟုတ်တယ်နော်အာရိုကန်တာကီနဲ့နဲ့တွေ့တယ်ပြီးတော့ဒီ RDR director ကိုသူနှစ်ပွဲဆက်ရှုံးတယ်ကျန်လာတဲ့ကသူနိုင်ပွဲတော်တော်များပါ percentage တော်များတယ်အဲ့ဒါလာတွေမှာအောင်လာဆန်မိမိန်ခဲ့တယ်နောက်ပိုင်းဒါအောင်လာဒီအာရိုကန်နဲ့နှစ်ပွဲဆက်ရှုံးပြီးအာရိုကန်နဲ့ပွဲမတိုင်ခင်သုံးပွဲဆက်နိုင်တယ်ပြီးတော့အာရိုကန်ကို နှစ်ပွဲဆက်ပြန်ရှုံးတယ်ရှုံးအပြီးမှာသူရဲ့မနှစ်ကတစ်နှစ်လုံးပေါ့နော်မနှစ်ကတစ်နှစ်လုံးက2024ရောပြီး2025နှစ်စောက်လို့တန်ရီနဲ့ရုံးကန်နေရတယ်အဲ့တော့သူကအွန်လိုင်းဆန်တဲ့ဖက်တဲ့အွန်လိုင်းမှာဒီစတမနာကြီးမကြံတော့ပါဘူးကစားလို့မရတော့ပါဘူးတွေးတဲ့ထဲကျွန်တော်တို့လည်းပါတယ်အသူကိုယ်တိုင်လည်းသိပါလိမ့်မယ်အာရိုကန်နဲ့နှစ်ပွဲစလုံးကပထမပွဲကအမေရိကန်မှာရှုံးတယ်ဒုတိယပွဲက ကတာမှာရှုံးတယ်။အခုနောက်ဆုံးတော့ဒီဘန်ကောက်ပေါ့နော်။မြန်မာနိုင်ငံပြီးရင်သူ့အတွက်အနည်းဆုံးနေရာနှစ်နေရာရှိတယ်။တစ်နေရာကဖလော်ရီဒါ၊တစ်နေရာကဘန်ကောက်။ဒါကြောင့်မြစ်ကြီးနားတူဖလော်ရီဒါ၊ရန်ကုန်တူဘန်ကောက်။ဟုတ်ကဲ့။နောက်ဆုံးဘက်မှာသူနိုင်သွားတယ်ကျွန်တော်တို့အရင်ဝမ်းသာပါတယ်။ဂုဏ်ယူပါတယ်ပြီးတော့အွန်လိုင်းဆန်ဖြတ်တန်းခဲ့တဲ့ကစားသမားပေါ်တစ်လျှောက်လုံးအတွက်ဂုဏ်ယူမိသလိုဒါကျေးဇူးလက်တင်တယ်ဒီ ို့နိုင်ငံကိုပုံရကောင်းတဲ့ဒါကဘာကိုချပြသူတွေထဲမှာ online ဆန်လေးပါခဲ့တယ်ဆိုတော့ကျွန်တော်တို့ကဒီမှာအများအမ်းဒါအမှတ်တရရှိနေဆိုတဲ့အကြောင်းအသုံးသက်တင်ဆက်ရင်းနဲ့ဆိုတော့ဒီဂုံပြူဗီဒီယိုလေးအဆုံးသတ်လိုက်ပါတယ်ကြည့်ရှုအားပေးကြရတဲ့ football master ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်